မောင်မိုက်ပြီးတိတ်ဆိတ်နေတဲ့ညာလေးတညာမှာတော့ဟောင်းလွှမ်းပြက်စီးပြီးအမောင်တို့ဖုံးလွှမ်းနေတဲ့အိမ်ကလေးတအိမ်ရဲ့ရှိမှလူငယ်၃ယောက်ဟာတမိကိုစီနဲ့ရောက်ရှိလုံနေခဲ့ကြပါတယ်။ဒီအိမ်ကလေးကတရရှောင်းလို့ခေါ်တဲ့ကြီးလက်တော်ရွာကလေးရဲ့အပြင်ဘက်မှာတည်ရှိတာပါ။ရွာပြင်မှာတည်ရှိတဲ့အတွက်လူတန်းဒူတန်တွေကတိတ်ဆိတ်လို့နေပြီးတစ်ပင်ရှုံတွေနဲ့ဖုံးအုပ်လို့နေခဲ့တာပေါ့။သူတို့၃ယောက်စလုံးရဲ့မျက်နှာတွေမှာကလေးစူးရိမ်ထိတ်လန့်မှုတွေနဲ့ပြည့်နှက်လို့နေပါသေးတယ်။ မမင်းတို့တွေတကယ်ဝင်ကြမှာလားကွာတိတ်ဆိတ်ပြီးတော်တော်ကြောက်ဖို့ကောင်းနေနော်တရွာလုံးကလူတွေတော့တရေလျှောက်လို့ဘယ်သူမှမလာရဲကြဘူးလေဒီမှာဘုံမမင်းကြောက်လေဆိုရင်ပြန်သွားလိုက်ကွာမနေ့မောင်ထိန်နဲ့နှစ်ယောက်ထိပဲသွားလိုက်တော့မယ်မင်းကအမြဲတမ်းအဲ့လိုကြီးပဲအခုရောက်နေပြီလေဘာထူးမှလဲကွာမင်းရောက်လိုက်ခဲ့တော့ဘာဖြစ်မှမလို့လေအဲ့လိုနဲ့တုံးရောက်စလုံးဟာအဲ့ဒီအိမ်ပြက်ကြီးရဲ့ရှေ့မှာအရှင်ခနာကြာရက်ကြီးလုံးနေခဲ့ကြပါရဲ့တတော်တုံးရောက်စလုံးဒီအိမ်ရှိကိုရောက်နေခဲ့တာက အကြောင်းရင်းကိစ္စတခုမှမရှိဘဲနဲ့တော့ရောက်လာခဲ့တာမဟုတ်ပါဘူးတကယ်တော့သူတို့တွေဒီအိမ်ပြည်ကြီးထဲမှာရှိနေတဲ့ရွှေငွေရတနာတွေကိုခိုးယူပေါက်ထွင်းခြင်းလို့ရောက်ရှိလာခဲ့ခြင်းပဲဖြစ်တာပေါ့အိမ်မကြခင်မှာတော့၃ယောက်စလုံးဟာအိမ်ရဲ့ဝင်ပေါက်ကနေခြေတံဖောက်ပွားကလေးနင်းပြီးတံမီးထုံးကဝင်လာခဲ့လိုက်ကြပါတယ်။တရချောင်းရွာကလေးရဲ့အပြင်ဘက်မှာတီးရှိတာဆိုတော့ဘသူကမှလည်းတတိမထားမိခဲ့ကြဘူး။သူတို့၃ယောက်စလုံးဟာအပင်မအေးရမရှိကြတဲ့တကောင်ကျွတ်တွေပဲဖြစ်ပါတယ်။ ီလိုနဲ့၃ရောင်စလုံးအိရဲဝင်ပေါင်းရှိကိုရောက်ရှိလိုလာခဲ့ကြတာပေါ့အဲ့ဒီအချိန်တကားဟာတောက်ခတ်ထားတာဖြစ်တဲ့အတွက်ဓမီနဲ့တိရှာကိုထွန်းကြည့်လို့နေခဲ့ကြတာပေါ့ဒီလိုနဲ့ခေါင်းဆောင်ဖြစ်တဲ့စီသူတယောက်ကတော့အသင့်ယူဆောင်လာတဲ့တူကိုဂိုင်းပြီးတကားနာကိုကတ်သွားခေလိုက်ပါတယ်တော့ကို၄-၅ချက်လောက်ထူပြီးတဲ့နောက်မှာတော့တော့ဟာပြက်လို့သွားခဲ့တာပေါ့ တကားပွင့်သွားတာနဲ့တပြိုင်နက်တည်းစီတူတရားဥဆောင်ပြီးအိမ်ထဲကိုအရေးစွန်ကဝင်လာခေလိုက်ကြပါရယ်ဒီလိုနဲ့ဧကန်ပပလဲကိုတက်မီနဲ့ပတ်ထွန်ကြည့်တဲ့အခါမှာတော့တည်ဆုံးသွားတဲ့အိမ်ပိုင်းရှင်အဖိုးကြီးရဲ့ဇာပနာပွဲတွင်ကတပုံကိုမြင်တွေ့သွားခဲ့ပါရယ်အိမ်ခန်းရဲ့နေရာအနှံ့အပြားမှာတော့ပစ္စည်းတွေဟာဖုန်တက်လို့နေခဲ့ပြီးဟုတ်တနေရဒီတနေရနဲ့ရှုပ်ပွားလို့နေပါတော့ရေအဲဒီနောက်မှာတော့အဲခန်းထဲမှာရှိနေတဲ့ကောင်းတလားကြီးတစ်ခုကိုမြင်တွေ့ခဲ့လိုက်ရတာကြောင့်မိထွန်းက၃ယောက်သာရက်ကြီးလို့နေခဲ့ကြပါဗျာ ုစီတူအစင်ပြပါမလားဗျကောင်တလာရဲ့ဘေးမှာတော့ပန်းစည်းတွေအမွေးတိုင်းတွေနဲ့အတူညွန်ရွန်းနေတဲ့ပန်းလျှောက်တွေကိုပါတွေ့ခဲ့လိုက်ရတာပေါ့အဲ့ဒီကောင်တလာထဲမှာတည်ဆုံးသွားတဲ့အဖိုးကြီးရဲ့အကြောင်းကိုကျွန်တော်နည်းနည်းလောက်ပြောပြရစီအဲ့ဒီအဖိုးကြီးရဲ့နာမည်ကတော့ဥတာလုံမဲဖြစ်ပါတယ် သူရဲ့ပိုင်းဆိုင်မှုတွေကမနေ့မနောရှိလာပြီမဲ့လို့လဲအင်မတန်မကိုတွန့်တိုပြီးကက်စီနေတဲ့သူတယောက်လည်းဖြစ်တာပေါ့ဘလောက်ထိတောင်ကက်စီနေတဲ့ဆိုရင်သူ့ရဲ့သားသမီးတွေမြင်းမြစ်တွေကိုတော့မှတပြားတစ်ချက်တောင်မပေးပါဘူးအဲ့ဒီအပြင်သူမသေးဆုံးခင်အချိန်မှလည်းသူ့ရဲ့အလောင်းကိုဘယ်နေရာမှမမြုံနိုင်ပေးပဲအိမ်ထဲမှာပဲခေါင်းတလားကြီးနဲ့ထားဖို့အတွက်အမိန်ပေးထားခဲ့ပါသေးတယ်ဤကကတော့သူ့ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုအနီးကပ်စောင့်ရှောက်ရှင်းတာကြောင့်ပါ သူတေဆုံးပြီးသွားတဲ့နောက်ပိုင်းမှာလည်းအဲ့ဒီအိမ်နာတဝိုက်ကိုဖြတ်သွားဖြက်လာလုပ်တဲ့လူတိုင်းကိုလည်းတနည်းမဟုတ်တနည်းနဲ့ရှောက်လန့်တက်ပါသေးတယ်။ဒါကြောင့်လည်းဒီအိမ်ကြီးကဟောင်းလွမ်းပျက်စီးပြီးလူသူအယောက်ပေါက်နေလာတဲ့အပြင်ဘသူကမှလည်းမျက်လုံးနဲ့တော့စစ်စစ်မကြည့်ရတဲ့အိမ်ကြီးလေးဖြစ်ပါတယ်။ဒါကြောင့်လည်းအခုလိုအိမ်ထဲကိုဝင်လိုက်တဲ့အခါမှာခေါင်းတလားကြီးတွေကိုမြင်တွေ့နေခဲ့ရတာလည်းဖြစ်တာပေါ့။မင်းတို့ဒီလိုပဲရက်နေတော့ပါလား။ရှာကြရှိတာကိုမြင်မြင်ရှာကြလေကွာ။ အရင်နောက်မှာတော့၃ယောက်သားဟာတမိတယောက်တလက်စီကိုကိုင်းပြီးအရင်နေရအနံ့ကိုရှာပေးပါတော့တယ်။အဲ့ဒီအချိန်မှာတော့ဖိုးမောင်နဲ့ကိုထိန်တို့ဟာအဖိုးကြီးဦးတာလုံးဝတ်ထားခဲ့တဲ့များပြားလာတဲ့ငွေတွေကိုမမြင်တွေ့ခဲ့လိုက်ရပါဘူး။အဲ့ဒီငွေအမြောက်များကိုမြင်လိုက်ရတဲ့သူကတော့စီတူတယောက်ထဲပဲဖြစ်ပါတယ်။ တယောက်တည်းအပိုင်စီးခြင်းနဲ့စီတူတယောက်ကတော့အဲ့ဒီငွေတွေကိုတွေးခဲ့တာကိုဘသူ့ကမှပြန်လည်းမပြောပြခဲ့ဘူးပေါ့။တစ်ဖက်မှာလည်းကိုထိန်တယောက်ဟာဗီဒီယိုတစ်ခုရဲ့အန်ဇွဲကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ချွေဆွဲကျိုးတွေနဲ့အတူချွေပြားတွေကိုတွေးခဲ့လိုက်ရပါတယ်။အဲ့ဒီလိုရွှေတွေကိုမြင်တွေးခဲ့လိုက်ရတဲ့အခါမှာတော့ကိုထိန်တယောက်မျက်လုံးအပြူသားဖြစ်လို့သွားခဲ့တာပေါ့။အဲ့ဒီချိန်မှာပဲစီတူတယောက်ရဲ့အော်တန်ကိုကြားခဲ့လိုက်ရပါတယ်။ကိုထိန်မင်းဘာမှမတွေ့ခဲ့ဘူးလားကွာ။ မတွေ့ရပါဘူးဗျာအဘိုးကြီးကဘသူ့ကိုအမွေပေးခဲ့လဲမသိပါဘူးအဲဒီနောက်မှာတော့ကိုထိန်တယောက်သူတွေးခဲ့တဲ့ရွှေတွေကိုတခြားနှစ်ယောက်မြင်မှဆိုတော့ကြောင်းအตาရလေးပြီးတော့အန်ဆွဲကိုပြန်ပေးခဲ့လိုက်ပါတော့ရယ်ကောင်းဆောင်ဖြစ်တဲ့စီသူတယောက်ကတော့အစောကမြင်လိုက်ရတဲ့ငွေတွေကိုမြင်အောင်ပြီးကြောင်းလောင်ကြီးရက်လုံနေတာပေါ့ငါတို့တွေမင်းမင်းပြန်တဲ့နေဒီနေကွာမင်းတို့ရှာတာဘာမှမတွေ့ဘူးမလား အဲဒီနောက်မှာတော့တောင်ရောက်တာဟာအင်ဂျီတွေကနေထွက်ခွာဖို့အတွက်တကားပေါက်ရှိရာစီကိုဖြည်းဖြည်းချင်းလာခဲ့လိုက်ကြပါရဲ့။အဲဒီချိန်တကားကဝုံငနေရုတ်တရက်ပိတ်လို့သွားခဲ့တာပေါ့။ကောင်းဆောင်ဖြစ်တဲ့စီသူတယောက်ကလည်းလန့်ပြန့်လို့သွားခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့အေကန်ထဲမှာထားထားတဲ့ခေါင်းတလားကြီးရဲ့အဘုံတကားဟာတုံးတုံးနဲ့အပြင်ကိုပွင့်ထွက်ဖို့အတွက်ကြိုးစားလို့နေခဲ့တာပေါ့။ဖျောင်းပြီ။မင်းတို့နေအောင်တရှာသွားကြည့်ကြစမ်း။ မောင်ထိန်နဲ့ဖိုးမောင်တို့နှစ်ယောက်လည်းတယောက်မျက်နှာကိုတယောက်ကြည့်ပြီးထိတ်လန့်လို့နေခဲ့ကြပါရဲ့ကြောင်စံပေးမယ်လို့လဲတံမီကိုစီထုံးကခေါင်းတလာကြီးရဲ့ဘေးနာကိုရောက်ရှိလို့သွားခဲ့ကြတာပေါ့အဲဒီချိန်မှာတော့ရုတ်တရက်ဆိုလိုပဲခေါင်းတလာရဲ့အပေါ်ကိုကြောင်နှကောင်ကခုန်ရှားလို့လာခဲ့ပါတယ်အဲဒီတော့မှသူတို့နှစ်ယောက်ကလည်းစိတ်အေးလို့သွားခဲ့တာပေါ့ဒါပေမဲ့လို့လဲကြောင်ဟာအောက်ကိုခုန်ဆင်းသွားတာနဲ့တပြိုင်နက်တည်းခေါင်းတလာရဲ့အဖုံကြီးကလည်းပွင့်ထွက်လို့သွားခဲ့ပါတယ် ခေါင်းတလာကြီးပွင့်သွားတာနဲ့တပြိုင်တည်းချင်းအခြေကနေပိတ်စားဖြူနဲ့ပတ်ထားတဲ့တရေကြီးတကောင်ဟာထထိုင်လို့လာပါတော့တယ်။ပြီးရင်နောက်မှာတော့ကြောက်စရာကောင်းလာတဲ့မျက်နှာကြီးနဲ့အတူသူတို့သုံးယောက်ကိုဒေါသတကြီးနဲ့လဲကြည့်ခဲ့လိုက်တာပေါ့။အဲဒီတော့မှသုံးယောက်စလုံးဟာဘယ်အရာကိုမှလှဲမကြည့်နိုင်ပဲအိမ်ထဲကနေအော်ခီပီထွက်ပြေးသွားခဲ့ကြပါတော့တယ်။ဒီလိုနဲ့ပြေးရင်ပြေးရင်ရွာလေးကသူတို့အိမ်လေးစီကိုပြန်လဲရောက်ရှိလို့လာတာပေါ့ရွာလေးကိုပြန်ရောက်လာတဲ့နောက်မှာတော့၃ယောက်သားဟာခဏတာရက်ပြီးစကားပြောနေခဲ့လိုက်ကြပါသေးတယ် ဒီအဖိုးကြီးကတော်တော်ဥစ္စာကြောက်တဲ့သူပဲတေးတာတော့မှလိုက်ပြီးဒုက္ခပေးနေတော့ထပ်ပြီးတော့မသွားတာကောင်းမဲ့ထင်တဲ့အကိုရာဒီလောက်နဲ့ပဲကြီးနှက်လိုက်ကြရအောင်လားဘုမောင်ပြောရမှန်းနဲ့ကျွန်တော်တို့တွေမသွားတော့ဘယ်နဲ့နေကြရအောင်လဲပြပါမင်းတို့နှစ်ယောက်ကသဘောတူနေမှာတော့လေငါမငင်းတော့ပါဘူးဒါဆိုလေမနေ့ဖြန်ကြမှာငွေရမယ်တရှာနီလန်းနေထိုက်ရှာကြတာပေါ့ကွာ ဒီလိုနဲ့တပြေးပြေးညင်းတဲ့သကောင်ရရှိကိုပြောင်းရှိလို့လာခဲ့ပါတယ်။အားလုံးကအိပ်ပျော်နေခဲ့ကြပြီမဲ့လို့လေကိုထိန်တယောက်ကတော့အိပ်မပျော်နိုင်ပဲရှိလို့နေတာပေါ့။အဖိုးကြီးဦးတာလွန်ရဲ့အိမ်မှာမြင်တွေ့ခဲ့ရတဲ့ရွှေပြားတွေနဲ့ရွှေဆွဲကျိုးတွေကိုမြင်ရောက်ပြီးကနာမငိမ်ဖြစ်လို့နေပါသေးတယ်။ဒီလိုနဲ့အိပ်မပျော်တဲ့အဆုံးမှာတော့ကြောက်နေတဲ့သူ့ရဲ့တွင်းစိတ်တွေကိုအန်တူးပြီးလောဘစိတ်ကိုရှည်တန်းတင်ခဲ့လိုက်ပါတော့တယ်။အဲဒါကြောင့်အဖိုးကြီးဦးတာလွန်ရဲ့အိမ်ကို သူတယောက်တည်းပြန်သွားပြီးရွှေတွေကိုသွားယူဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့လိုက်တာပေါ့။ ဒီလိုနဲ့တယောက်တည်းကြောက်ကြောက်နဲ့ထွက်လာရင်အဖိုးကြီးဥဒလုံးရဲ့အိမ်ပေါဝါရှိကိုရောက်လွတ်လာခဲ့ပါတယ်။တယောက်တည်းဖြစ်နေတဲ့ကိုထိန်တယောက်ကတော့သူတယောက်တည်းလာတာဆိုပေမဲ့လို့လည်းလယ်ဘင်းမှာတော့အဆောင်ဆွဲကြိုးလေးတစ်ခုအပေါ်ပါလာခဲ့ပါတယ်။သူရဲ့လက်မှာလည်းတမီးကိုတင်းတင်းကျပ်ကျပ်စုပ်ကင်လို့ထားရင်းနေပေါ့။ဒီလိုနဲ့သူရဲ့ကြောက်စိတ်ကိုအတက်နိုင်ဆုံးထိရှုပ်ထားခဲ့ပြီးအိမ်ထဲကိုဝင်လာခဲ့လိုက်ပါတယ်။ချွေချေထားတဲ့ဗီရိုနာကိုမရောက်ခင်အဖိုးကြီးရဲ့ခေါင်းတလားနာကိုတမီးနဲ့လန်ထွန်ကြည့်ခဲ့လိုက်သေးတာပေါ့ ပြီးတော့မှရွှေရည်အပြည့်ထည်လာတဲ့ဗီရိုနာကိုသွားပြီးဖွင့်ခဲ့လိုက်ပါတော့တယ်။အဲဒီချိန်သူကိုနောက်ကနေတစ်စုံတစ်ယောက်ကကြည့်နေတယ်ဆိုတော့ကိုထိန်တိတယောက်မတိခဲ့လိုက်ရှာဘူးပါ။ဒီလိုနဲ့ရွှေရည်အကောင်လုံးယူပြီးတဲ့နောက်မှာတော့ကိုထိန်တိတယောက်ခြေတံပေါက်ပွားကလေးနင်းပြီးအိမ်ထဲကနေပြန်ထွက်ဖို့လုပ်ပါတော့တယ်။ပြန်ကန်ဒီမှာတော့အဖိုးကြီးဦးတာလုံးရဲ့ခေါင်းတလားကို ်တမင်လေပြန်လှမ်းကြည့်ခလိုက်သေးတာပေါ့ကြောက်ကလည်းကြောက်ကြည်ကလည်းကြည်ချင်းနေနောက်ဆုံးတော့ခေါင်းတလားနားကိုတွားပြီးတီတီရှာရှာရှောင်းကြည့်ခလိုက်ပါတော့ရေးဒေကြတာတကူကတော့ခေါင်းတလားကြီးရဲ့မှာအဖိုးကြီးဦးတာလွန်ရဲ့အလောင်းကရှိမနေခဲ့တော့ပါဘူးခေါင်းတလားထဲမှာအလောင်းကြီးရှိမိတာကိုတီးလိုက်ရတဲ့ကိုထိန်တယောက်ဟာမျက်လုံးပြမျက်စံပြလို့တွားခဲ့တာပေါ့ အဲ့ဒီအချိန်သူရဲ့နောက်ကျောပန်း2000လောက်အကွာမှာတစုံတစ်ယောက်ရက်နေတယ်ဆိုတာကိုတတိထားမိလို့တွားခဲ့ပါတယ်။အဲ့ဒါကြောင့်ကြောက်စိတ်ကိုတွန်းကန်ပြီးဖြည်းဖြည်းချင်းလှည့်ကြည့်ခဲ့လိုက်တဲ့အခါမှာတော့ကြောက်စရာကောင်းလာပြီးပိစားဖြူကြီးဖုံးအုပ်ထားတဲ့အဖိုးကြီးဦးတာလုံးရဲ့မျက်နှာကြီးကိုမြင်တွေ့ခဲ့လိုက်ရပါတော့တယ်။ဒီလိုနဲ့နောက်တနည်းမနဲ့ရောက်တဲ့အခါမှာတော့စီတူနဲ့ဖိုးမောင်တို့နေရောက်ဟာကိုထင်တယောက်ပြောင်းနေတာကိုသတိထားမိလို့သွားခဲ့ပါတယ်။ဦးကောင်ခထိုက်ဖိုးကြီးရဲ့အိမ်ကိုတယောက်တည်းပြန်သွားပြီးတော့ပစ္စည်းတွေများပြန်သွားခိုးရလားမသိပါဘူး။ ဲဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့စီတူတယောက်ကလန့်လို့သွားခဲ့ပါတယ်။အဲဒါကြောင့်ပဲမတက်ထားရခဲ့လိုက်ပြီးပြတင်းပေါက်နာကိုသွားရက်ကတစုံတရာကိုစဉ်းစားတွေးတောနေခဲ့မိတာပေါ့။မနီယာကပတ်စံတွေကိုသူတယောက်တည်းမယူဘဲခုံးမောင်နဲ့အတူတူခွဲယူဖို့ကိုစီတူတယောက်ဆုံးဖြတ်ချက်ချခဲ့လိုက်ပါတော့တယ်။ခုံးမောင်ကလည်းဒီနေ့ညအဖိုးကြီးရဲ့အိမ်ကိုသွားပြီးငွေတွေကိုပြန်သွားယူမယ်ဆိုတာကိုသဘောတူလက်ခံခဲ့လိုက်ပါတော့တယ်။ ီလိုနဲ့အိမ်နဲ့ညံ့တဲ့အချိန်မှာတော့နှစ်ယောက်သားဟာအဖိုးကြီးရဲ့အိမ်ထဲကိုဝင်ရောက်လာခဲ့တာပေါ့အထဲကိုရောက်ပြီးတဲ့အခါမှာတော့ပြန်ကျင်းနေတဲ့ပစ္စည်းတချို့နဲ့အတူတမိတလက်ကိုမြင်တွေ့ခလိုက်ရပါတယ် ်တံပီးကိုမြင်တွေ့ခဲ့လိုက်ရတဲ့အခါမှာတော့ဖိုးမောင်ဟာကိုထိုက်တယောက်ဒီကိုရောက်နေနေပြီသားဆိုတာကိုသိရှိလို့သွားခဲ့တာပေါ့အဲဒီချိန်ခေါင်းတလာကြီးရဲ့အဖုံးဟာအထဲကနေတစုံတစ်ခုရဲ့တွန်းထုံနေတဲ့အတန်ကြောင့်တဒုံဒုံမြည်လို့နေပါတယ်ခေါင်းတလာကြီးကနေအတန်တွေထွက်လာတာနဲ့အများစီတူနဲ့ဖိုးမောင်တို့နှစ်ယောက်ကလည်းအတော်လေးကိုထိတ်လန့်လို့နေကြပါတော့တယ်အဲဒါကြောင့်ဖိုးမောင်တယောက်ဟာခေါင်းတလာရဲ့အနီးနားကိုသွားပြီးအဖုံးကိုဖွင့်ကြည့်ဖို့အတွက်ဆုံးဖြတ်ချက်ရှာခဲ့လိုက်တာပေါ့ ဘုံမောင်တရားခေါင်းတလားကြီးကိုမထီးလိုက်ခင်မှာပဲခေါင်းတလားဟာကျမ်းပြမော်ကိုပြုတ်ကျလို့လာခဲ့ပြီးကိုထိန်ရဲ့တီးဆုံးနေတဲ့အလောင်းကိုပါမြင်တွေ့ခဲ့လိုက်ရပါတယ်။ငထိန်ဘလို့ဖြစ်တာလဲကွာ။ အသက်သေဆုံးနေပြီဖြစ်တဲ့ငထိန်ရဲ့အလောင်းကိုမြင်တွေ့ခဲ့လိုက်ရတဲ့အချိန်မှာတော့နှစ်ယောက်စလုံးဟာထိတ်လန့်လို့သွားခဲ့ပါတယ်။အဲဒီမြင်ကွင်းလေးကိုမကန်စားနိုင်တော့တဲ့အဆုံးမှာတော့ဖိုးမောင်တယောက်ဟာအင်ကြီးရဲ့ကနေအမြန်းဆုံးအပြင်ကိုပြေးထွက်လို့သွားခဲ့တာပေါ့။အင်ရဲ့အပြင်ကိုရောက်သွားတဲ့အခါမှာတော့ဖိုးမောင်တယောက်ဟာလမ်းကိုတိရှာမကြည့်ပဲကြောက်ကြောက်နဲ့ပြေးတာဆိုတော့ခလုတ်တိုက်ပြီးမြေကြီးနဲ့မျက်နှာတစ်စိမ့်ရိုက်ပြီးသားဖြစ်သွားခဲ့ပါတယ်။အဲဒီတော့မှအမြန်းဆုံးပြန်ချလာပြီးဘေးနားတစ်ဝိုက်ပပက်လေကိုတတိယချာပြန်ကြည့်လိုက်တော့မှဘသူမှရှိမိတာကြောင့်စိတ်အေးလို့သွားခဲ့ ရပြန်တော့ဗော။အဲ့ဒီချိန်သူ့ရဲ့နောက်ကနေအေးဆက်တဲ့လေတို့ကြောင့်နောက်ကိုပြန်လဲကြည့်ခဲ့မိလိုက်ပါတယ်။တမ်မီနဲ့တတိချာချာထွန်းကြည့်ခဲ့ပေမဲ့လို့လဲဘာမှတော့မတွေးခဲ့လိုက်ရဘူးဗော။ ဒါပေမဲ့တစ်ဖက်ကိုပြန်ကြည့်ခလိုက်တဲ့အခါမှာတော့တထေးကြီးဥဒလွန်ရဲ့ရုပ်ပြက်စင်ပြက်ဖြစ်နေတဲ့အလောင်းကောင်ကြီးကိုမြင်တွေ့ခလိုက်ရတာကြောင့်နောက်ကိုလဲကြလို့သွားခဲ့ပါတယ်။အဲဒီလိုနဲ့ကြောက်ကြောက်လန့်လန့်နဲ့နောက်ကိုဆုတ်လာရင်အိမ်ရဲ့အပြင်ဘက်ကနယံနာကိုရောက်ရှိလို့သွားခဲ့တာပေါ့။ဒိတ်ဆိုင်နေတဲ့ညဟာလည်းဖိုးမောင်တယောက်ရဲ့အတန်းကြောင့်စူညံလို့သွားခဲ့ပါတယ်။ဒါပေမဲ့တရေကြီးဥဒလွန်ရဲ့စုံမမှုကြောင့်ဖိုးမောင်ရဲ့အတန်းဟာအချင်းခဏလေးအတွင်းမှာပဲပျောက်ကွယ်လို့သွားတာပေါ့။ အဲ့ဒီတည်းမှာလွန်မြောက်ပြီးကျန်ရှိနေတဲ့သူတယောက်ကတော့စီတူပဲဖြစ်ပါတယ်။တွေ့ရှိထားတဲ့ပစံတွေကိုတတိရှိရှားထုတ်ပေါ်လို့နေခဲ့ပြီးအိမ်ထဲကနေထွက်ပြေးဖို့အတွက်ကြံစီလို့ထားခဲ့တာပေါ့။ထွက်ပြေးဖို့အတွက်ကြံစီနေတော့မှာပဲအိမ်အပြင်ဘက်ကနေတကားကိုမရမကတုံးဖွင့်နေတဲ့အတန်ကိုကြားခဲ့လိုက်ရပါတယ်။အဲ့ဒီအတန်တွေကစီတူတယောက်ကိုအပြင်ကိုမချွတ်ရဲအောင်ရှောက်လန့်နေသလိုပါပဲ။ အဲဒါကြောင့်ပြတင်းပေါင်းနားလေးကနေအပြင်ကိုလမ်းရှောင်ကြည့်တဲ့အခါမှာတော့တတိကြီးဥတာလွန်ရဲ့ပိစာဖြူဖြူပတ်ထားတဲ့အလောင်းကြီးကိုမြင်တွေ့ခဲ့လိုက်ရပါတော့တယ်။တရေကြီးဟာဒေါသတကြီးနဲ့တကားပေါက်ကိုကောင်းနဲ့တွန်းတိုင်နေခဲ့ခြင်းလည်းဖြစ်တာပေါ့အဲဒီချိန်ရုတ်တရက်ဆိုသလိုပဲသူ့ကိုတစုံတစ်ယောက်ကစိုက်ကြည့်နေတယ်ဆိုတာကိုတရေကြီးသိလို့သွားခဲ့ပါတယ် အဲဒါကြောင့်တရေကြီးကလည်းစီတူဘက်ကိုဝါကနေလှည့်ခဲ့လိုက်ပါတော့တယ်။အဲဒီတော့မှစီတူတယောက်ကြောက်ကြောက်လန့်လန့်နဲ့အထဲကိုပြန်ဝင်လို့သွားခဲ့ပြီးကောင်းကလေးငုံနေခဲ့လိုက်ပါတော့တယ်။ကံကောင်းကျင်တော့အဲဒီနေ့တညလုံးတရေကြီးဟာအထဲကိုဝင်မလာခဲ့ပဲစီတူတယောက်ဟာအသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ဒီလိုနဲ့မနက်ခင်းတစ်ခုရဲ့တာယာလာတဲ့အချိန်လေးမှာတော့ရွာသူရွာသားတွေဟာတတိယကြီးဥတာလွန်ရဲ့အိမ်ရှိကိုစုယုံရောက်ရှိလို့ဒီခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့မနေ့ကတတိယကြီးဥတာလွန်ရဲ့အိမ်ကနေစုညံစွာအောင်ခင်းနေတဲ့အတန်တွေကို ကြားခဲ့လိုက်ရတာကြောင့်လည်းဖြစ်တာပေါ့အဲဒါကြောင့်ရွာသားတွေကလည်းအတဲကိုဝင်ကြည့်ဖို့အတွက်စုံဖြည့်ချက်ရှာခဲ့လိုက်ပါတယ်ပုံမှန်အတိုင်းမဟုတ်နေတာတခုကတော့ဥဒလုံရဲ့အိမ်တကားဝဟာပိတ်လျက်တာမဟုတ်ပဲဖွင့်လျက်တာဖြစ်နေတာကိုရွာသားတွေသတိထားမိခဲ့ပါတယ်အတဲကိုရောက်လာတဲ့အခါမှာတော့ရွာတွေကတကောင်ကြွတိဖြစ်ကြတဲ့ဖိုးမောင်နဲ့ကိုထိန်တို့နှစ်ယောက်ရဲ့အလောင်းကိုမြင်တွေ့ခဲ့လိုက်ကြရပါတော့တယ်သူတို့နှစ်ယောက်စလုံးရဲ့အလောင်းတွေဟာကြောက်လန့်တကြားနဲ့တည်ဆုံးနေတဲ့ပုံစံပေါက်တာပေါ့သူတို့နှစ်ယောက်စလုံးရဲ့ဘေးမှာလည်း အိမ်နဲ့အတူရွှေငွေရတနာတွေကပြန်ကျဲလို့နေတာပေါ့အဲ့ဒီအရာတွေကိုမြင်တော့သူတို့နှစ်ယောက်ဟာတထေကြီးဥတာဝါရဲ့ပစ္စည်းတချို့ကို လာရောက်ခိုးယူတယ်ဆိုတာကိုယုံကြည်လို့သွားခဲ့ကြပါတယ်အဲဒါကြောင့်ရွာသားတယောက်ဟာတထေကြီးဥတာလုံရဲ့ကောင်းတလာချီနာကိုသွားကြည့်ခဲ့လိုက်တာပေါ့သူဆန်နေတာတကူကတော့ဥတာလုံရဲ့အလောင်းကြီးကရှိမနေတော့တာပါပဲလွန်မြောက်လာတဲ့စီသူတယောက်ကတော့ရွာကနေထွက်ပြေးလို့သွားခဲ့ပြီးသူရရှိလာတဲ့ပတ်စံတွေကိုပါရေးတွက်လို့နေပါသေးတယ် ရေတွက်လို့ပြီးတဲ့နောက်မှာတော့အင်တိန်ရဲ့ဖျားရှင်ရှိမှ ပတ်စံတွေကိုတတိယထုတ်ကူးနေခဲ့လိုက်တာပေါ့အဲဒီချိန်အပြင်ဘက်ကနေလူစုံတယောက်ကတကားကိုလာတွန်းခွင့်နေခဲ့ပါတယ်ဝင်စရာရှိတာဝင်ခဲ့လို့ကဘာလို့တကားကိုတွန်းနေတာလဲ အဲ့ဒီချိန်တကားကရုတ်တရက်ဆိုတော့ပဲဖြည်းဖြည်းချင်းပွင့်လို့လာပါတော့တယ်။တကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အတန်းကြောင့်စီတူတယောက်အနှဲငယ်ထိတ်လန့်လို့သွားခဲ့ပြီးအနောက်ကိုလှည့်မကြည့်ခင်မှာသူ့ရဲ့နှလုံးခုန်တံတွေကတော့ပုံမှန်ထက်မြန်ဆန်လုံးနေပါတော့တယ်။တကယ်ပဲစီတူတယောက်ရဲ့အနောက်မှာတည်ဆုံးနေတဲ့တထေးကြီးဥတာလုံရဲ့ရုပ်ပြက်စင်ပြက်အလောင်းကြီးကရောက်ရှိလို့နေတာပါပဲ။လောကမှာလွယ်လွယ်နဲ့ရတဲ့ငွေဆိုတာမရှိပါဘူး။လွယ်လွယ်နဲ့ရတဲ့ငွေဟာလွယ်လွယ်နဲ့ကုန်ဆုံးသွားစမြဲပါပဲ။ ။တတိယကြီးဦးတာလုံကလည်းတည်ဆုံသွားပြီးရဲ့အချိန်တော်မှာသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုဘသူ့လက်ထဲကိုမှရောင်းမခံနိုင်တဲ့ပုံစံပါပဲ။ငွေကြေးကိုယူပြီးတော့အသက်ရှင်ရှင်နဲ့လွတ်မြောက်သွားခဲ့မယ်ဆိုရင်တော့မှတတိယဦးတလုံဟာအမြဲတမ်းအရေးတကြီးကြီးနဲ့စောင့်ကြည့်နေမှာကတော့အတိအချပါပဲ။ဝေဂျင်းရဲ့မက်ဆေ့တွေကတော့တပားသူရဲ့ဘလို့အရာကိုဖြစ်ဖြစ်အလကားအချောင်မယူချင်ဘူးဆိုတာပါပဲ။လောကကြီးမှာအလကားရတာဘာမှမရှိသလိုတည်မြဲနေတာလည်းဘာမှမရှိပါဘူး။ ဇလန်ဒီကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဆုံးလီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ချင်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေ့တွေထူပြန်လာခဲ့ပါမယ်ခင်ဗျာ